ားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ချမ်းသာစေဖို့ဆိုတဲ့စာအုပ်လေးကိုပြန်လည်ပြီးတော့မှ sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီစာအုပ်လေးကိုဒေါက်တာဖြိုးမင်းသူကနေပြီးတော့မှရေးသားထုတ်ဝေထားတာဖြစ်ပါတယ်အဲ The Psychology of Money အဲ့ဒီစာအုပ်ဒီပေါ့နော်နာမည်ကြီးတဲ့စာအုပ်တွေကိုလည်းဗလာပြန်နေဆရာတယောက်ဖြစ်ပါတယ်ဒီစာအုပ်ကသူကိုယ်တိုင်ရေးခဲ့တာအကြောင်းမလို့ပေါ့နော်ဗလာပြန်နေစာအုပ်တွေထဲနားလည်ရတာလည်းလွယ်တယ်သူရဲ့အဲ့လိုမျိုးအတိညာဉ်တွေဘဟုတုတ္တတွေပြီးတော့အတွေ့အကြုံလေးတွေလည်းသူကရောပြီးတော့ရေးထားတဲ့အတွက် ကြောင့်မလို့သင်ခန်းစာယူစရာတွေလည်းများတယ်ပေါ့နော်။ဒါကြောင့်မလို့ဒီစာအုပ်ကိုဖတ်ရတာတော်တော်လေးအဆင်ပြေပြီးတော့မှမှတ်သားစရာတွေတော်တော်ရတယ်ပြီးတော့လက်တွေ့လောက်ဆောင်ဖို့လေးပေါ့နော်။တကယ်ကောင်းတဲ့စာအုပ်တအုပ်ဖြစ်တယ်လို့ကျွန်မကတော့ယူဆမိတယ်ပေါ့နော်။ အရင်ဆုံးဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကိုကျွန်မအရင်ဆုံးပြောပြပေးပါမယ်။စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများပင်မဟုတ်ပဲယင်းနည်းမြုံနယ်သူစီးပွားရေးလုပ်ဖို့ပြင်ဆင်နေသူများငွေကြေးကြေဝချမ်းသာလူသူများပါဖတ်ရှုရတင့်တော်ပါတယ်။ချမ်းသာစေဖို့အတွက်တရုတ်၊အိန္ဒိယ၊ဂျပန်ဂျူးလူမျိုးများရဲ့ငွေကြေးဆိုင်ရာအလင့်အကျင့်အမှုအကျင့်သဘောထားတွေကိုဒီလိုပိုင်းမျိုးမှဖော်ပြထားတာဖြစ်ပါတယ်။ နိုင်ရင်ဆိုကျွန်မတို့ပြောကြတဲ့စာအစာကြောင်လေးတွေကိုဖတ်ပြပါမယ်။တရုတ်တွေပေါ့နော်ကျွန်မကတော့အကလုံးအစင်လိုက်ဖတ်တယ်။အဲ့ဒီအထဲမှာမှအင်းဂျပန်လူမျိုးတွေရဲ့ငွေကြေးအကြောင်းကျတော့ကျွန်မအင်းသူကဖော်ပြထားတဲ့အခန်းအလဲနည်းတာတကြောင်ရေပြီးတော့အဲတင်ခမ်းရ တင်ခန်းစာယူစရာနည်းနည်းများများမရှိဘူးเนาะအဲကျွန်တော်တို့ဂျပန်အတွက်အရောကျွန်မမရှိဘူးတရုတ်ရယ်အိန္ဒိယရယ်ဂျူးလူမျိုးအကြောင်းကိုပဲကျွန်မပြင်ပြီးတော့မှဖော်ပြပေးတော့မှာပဲဖြစ်ပါတယ်တရုတ်လူမျိုးတွေကငွေအပေါ်မှာဘလူးမြင်တာလဲဆိုရင်ငွေကြီးဆိုင်ရာဘာသာရဲ့ဟာပညာရေးမှာအရေးပါတဲ့အုတ်မြစ်တစ်ခုပါငွေကြီးကိုနားလည်ခြင်းနဲ့စီမံခန့်ခွဲခြင်းတို့ဟာတရုတ်လူမျိုးမိသားစုအတော်များများနဲ့သူတို့ရဲ့ပညာရေးစနစ်မှာအလွန်အလေးထားတဲ့အရာတစ်ခုဖြစ်ပါတယ် ဒါကတရုတ်တွေကသူတို့ငွေပေါ်ထားတယ်ပေါ့နော်အချက်၅ချက်ဖြစ်ပါတယ်ဒါတော့အဲသူကအသေးစိတ်ဖော်ပြထားတယ်ပေါ့နော်ဒါကကျွန်မသဘောကျလို့ဒီတိုင်းရေးထားတာဖြစ်ပါတယ်မရှင်းပြတော့ပါဘူးပြီးတော့ပျော်ရွှင်မှုကိုငွေပြုဝယ်လို့ရတယ်ဆိုပြီးတော့တရုတ်တွေကသူတို့စီမှာတွားချိမယ်ဆိုရင်အဲ့ဒီခံစားချက်ဖြစ်တယ်လို့ဆရာပြောတယ်ပေါ့နော်တရုတ်တွေဟာသူတို့ဝင်ငွေရဲ့90ရာခိုင်နှုန်းအထိစုဆောင်ကြတာဟာပုံမှန်လို့ဖြစ်နေပြီးအဲ့ဒီလိုစုဆောင်ခြင်းဟာကျွန်တော်အတွက်တော့တိတ်မထူးဆန်းပါဘူးတဲ့တရုတ်နိုင်ငံမှာဆိုရင်လူတရုတ်ရဲ့လစာဘယ်လောက်ရတယ်လဲလို့တွားမေးကြည့်မယ်ဆိုရင်အမှန်တမ်း ပြန်ဖြစ်ဖို့အလားအလာများပါတယ်။ဒါကအခုခေတ်လူငယ်တွေပေါ့နော်ကျမတို့မြန်မာနိုင်ငံမှာဆိုအခုခေတ်လူငယ်တွေကသူတို့နေလဆာဘလာရရလဲအဲ့လိုမျိုးသွားပြီးတော့မမေးကြောက်ကလေးနော်အဲ့လိုမျိုးอืมတရားနဲ့တရားကိုဘယ်လိုလဲအလေးထားတယ်ပေါ့နော်မမေးတာကကောင်းတယ်လို့စဉ်းစားကြတယ်ပေါ့နော်ရက်ကွက်ကအတော်ကြီးတွေကတော့မေးတော့မေးကြတော့ဒါပေမဲ့တရုတ်တွေကဆိုတော့သူတို့ကနေလဆာဘယ်လောက်ရလဲအဲ့လိုမျိုးမေးချအဖြစ် တစ်ဖက်လူကလည်းစိတ်ကအဲ့လိုမျိုးခံစားချက်ဘာမှမဖြစ်ဘဲသူကလည်းသူဘလားလားစာရလဲအဲ့လိုတွေပြောတယ်ပြီးတော့အာအဲ့လိုမျိုးပြောချင်းအားဖြင့်သူတို့တွေကအာသူတို့ရဲ့အနေအထားတွေပေါ့နော်သူတို့ရဲ့အဆင့်အတန်းကိုလည်းအဲ့ဒီကနေပြီးတော့မှခံမှန်လို့ရတယ်ဆိုပြီးတော့မှအဲ့လိုမျိုးအချက်ကိုပါရေးသားထားတာကိုလည်းတွေ့ရပါတယ်တရုတ်တွေကပြဿနာမြန်စုမိချင်တယ်ဆိုရင်အိမ်မှာချက်စားပါလို့အကြံပေးလေးရှိပါတယ်ပြီးတော့တရုတ်မှာမပြီးပြည့်စုံမှုကိုလက်ခံနိုင်ခြင်းကတိုးတက်မှုကိုအထောက်အကူဖြစ်စေပါတယ်ဒါကဘာပြောရလဲဆိုရင်အခုခေတ်က ဘောနော်တနစ်နဲ့တနစ်ကမမြန်ဆဆန်တိုးတက်နေတဲ့အတွက်ကြောင့်မလို့ငါဒီလိုပုံစံပဲဆက်သွားမယ်လို့စဉ်းစားတဲ့လူကဘယ်တော့မှ အာအဲ့လိုမျိုးချမ်းသာတဲ့လူဖြစ်လာမှာမဟုတ်ခွဲ။ဥမာတရုတ်လူမျိုးတွေနဲ့အလက်လောက်ရမယ်ဆိုရင်ငါဒီလိုစီမံကိန်းကိုငါးနှစ်စာလောက်ထားလိုက်မယ်လို့အဲ့လိုမျိုးလုံးဝလောက်လို့မရဘူးခွဲ။သူကတနည်းတနည်းတိုးတက်တဲ့လမ်းကြောင်းအပေါ်လိုက်ပြီးတော့မှပေါ့နော်။စီပွားရေးလောက်ရတယ်။ပညာရေးတွေလည်းလောက်ရတယ်။အဲ့ဒါအဲ့ဒါအဲ့ဒါကြောင့်မို့ပေါ့နော်။တရုတ်နိုင်ငံမှာဒီလိုမျိုးတိုးတက်ခြင်းတွေသူကအမြဲတမ်းအဲဒီမပြည့် မပြည့်စုံသေးဘူးဆိုတဲ့ခံစားချက်နဲ့ပေါ့နော်အဲ့လိုလုပ်ရမယ်ဆိုပြီးတော့မှအဲ့လိုမျိုးလည်းပြောထားတယ်ပေါ့နော်ဒါတော့တရုတ်တွေအတွက်ဖြစ်ပါတယ်အဲ့ဒါကိုတရုတ်ကြောင်စားဖက်ပြီးတဲ့အခါမှာတရုတ်တွေကတော့သူတို့လာစာထန်းနေပတ်စအများကြီးကိုစုနိုင်နေဆိုတဲ့အကြောင်းကိုပေါ့နော်ကျမတီချာလစ်လာမိသွားပြီးတော့အော်ကိုကမလုံနိုင်ဘူးအဲ့လိုမျိုးလဲတစ်ခါတခါစဉ်းစားချက်မိတယ်အစဉ်းစားမိသွားတာလည်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ အိန္ဒိယတွေပါအိန္ဒိယတွေကသူကငွေထမြင့်တဲ့တန်ဖိုးဆိုတော့အယူဆရဟာလူတွေအတွက်အရေးပါတယ်အစိပ်ပိုင်းတစ်ခုပါအိန္ဒိယမှာငွေဟာလူမှုဆက်ဆံရေးခြားမှာဈာခံတစ်ခုပါသူတို့လက်မှာပတ်စံပူပူရှိရှိမရှိရင်တော့မှ queue တဆိုင်နဲ့ပြငွေတုံးဆွဲကြပါတယ်အဲ့ဒါဘာအဓိပ္ပာယ်လဲဆိုတအခဏတရုတ်တွေဆိုငွေလောကငွေအပေါ်မှာပဲကြည့်တယ်နော်ဒါပေမဲ့ဒီအိန္ဒိယတွေကကျတော့ဥမာဒီနယောက်ကျမတို့ဒီ ဖောက်တန်တဲ့ဒီဘယ်ဘောနော်အဲကျမတို့ရဲ့ဒီလူလူအချင်းချင်းဆက်ဆံရေးကအဆင်ပြေတယ်ဆိုရင်ငွေကြေးကနောက်ပိုင်းဝင်လာတယ်ဘောနော်တို့ကအဲ့လိုမျိုးခံယူထားတယ်ဘောနော်အဲ့ဒီ तू ကဥပမာနဲ့ तू ဘလို့ရေးထားလဲဆိုဈေးထဲသွားလိုက်တယ်ဘောနော်နော်အဲ့ဒီခါမှာ तू ကပစ္စည်းဝယ်စားရှိရဲ့အဲ့ဒါနဲ့ तू ကပစ္စည်းဝယ်ပြီးပြီနော်ဝယ်ပြီးတော့မှ तू ကပတ်စံရှင်းဖို့အတွက်ပတ်စံပါဖို့အဲ့ဒါနဲ့အော်ကျွန်တော်ပတ်စံအိမ်မိခဲလို့နောက်နေ့လာဝယ်မယ်လို့သူ့ကိုဆိုင်ရှင်ကိုပြောလိုက်တဲ့အခါမှာဆိုင်ရှင်ကနေပြီးတော့မှရတယ်ရတယ်ယူသွား ယူသွားပြီးတော့မှနောက်တစ်ခါလာဝယ်တဲ့အခါကျရင်တော့တခါလေပေါင်းရှင်းလိုက်ပေါ့အဲ့လိုမျိုးပြောလိုက်တယ်ပေါ့နော်သူတို့ကဒီလိုလူချားမှဆက်ဆံရေးကိုအရင်တည်ဆောက်ပြီးတော့မှယုံကြည်မှုတွေတည်ဆောက်ပြီးတော့မှသူတို့ကတော့စီးပွားရေးလောက်ကြနေပေါ့နော်အာပြီးတော့မှအိန္ဒိယတွေကငွေစုငွေထဲပေါ့နော်။ရွှေဘလို့စုကြလဲဆိုရင်ရှိတော့တန်စာမရှိတော့ဝန်းစာပေါ့နော်။ဘဝနဲ့ပတ်သက်ပြီးကျွန်တော်ရခင်ချက်ကတော့ကြရှုံးမှုတိုင်းဟာအောင်မြင်မှုအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ရှုံးရခြင်းတရားရည်ဖြစ်တော်လဲအဲ့ဒါကိုအရှုံးပေးလိုက်မယ်ဆိုရင်အမြဲတမ်းဖြစ်သွားပါလိမ့်မယ်။ အိန္ဒိယတွေကတော့မတုံးခင်အာ မတုံးခင်ငွေအရင်စုလို့ပြောကြပါတယ်။အိန္ဒိယလူအများပြားဟာဝင်ငွေနှိပ်ပါတာကြောင့်သူတို့ရဲ့အတုံးစိအများကိုတတ်နိုင်သလောက်ခရီးသွားဆိုင်ချွေတာလည်းအလင်းကျင့်ကိုတည်ထွင်ခဲ့ကြပါတယ်။အဲကြောင့်မို့လို့နော်ဒီအချက်တွေကိုခြုံငုံကြည့်ချင်အားဖြင့်မြန်မာကပေါ့နော်လူမှုနေထိုင်ပုံစံတွေရဲ့အတွေးခေါ်တွေပေါ့နော်ခက်ဆစ်စင်လင်းဖြစ်နေတယ်လို့ကျွန်မကတော့ခံစားမိတယ်ပေါ့နော်။ပြီးတော့ဂျပန်အကြောင်းသူရေးထားပြီးမယ်ဂျပန်ကဒီမှာဝင်မြောက်စာအရင်မရှိတဲ့အတွက်မရေးထားတော့ဘဲနဲ့ဂျူးလူမျိုးတွေရဲ့ငွေကြေးပေါ်မှာအဲ သူတို့ဘလို့မြင်လဲဆိုတဲ့ဟာကိုလည်းပြန်လဲပြီးတော့ share share လုပ်ပေးသွားပါမယ်။ဂျူးလူတွေကတော့ဆင်းရဲခြင်းကိုမမြင်မြတ်ဘူးလို့ထင်ကြတယ်ပေါ့နော်။အဲအဲ့ဒါအကြောင်းမလို့ပဲဆင်းရဲခြင်းကဘယ်သူမှမလို့ခြင်းတဲ့ယောဂတမျိုးပဲလို့ဆရာကဆက်ပြီးတော့မှပြောထားပါတယ်။ချမ်းသာခြင်းအလို့စူးစမ်းပြီးငွေဆိုင်ရတာမကငွေချစ်တာဖို့လဲစူးစမ်းရမှာပါကြွယ်ဝချမ်းသာခြင်းလည်းဆိုရင်အဲ့ဒီလိုတွေးကြရမှန်ပါတယ် အလို့စူးစားပြီးတော့မှငွေရှာယုံနဲ့ပဲဘာမှဖြစ်လာမှာမဟုတ်เนาะကျမတို့လည်းငွေကိုချွချွသက်သာတုံးရမင်းဆိုတဲ့အကြောင်းကိုထထမိမိနဲ့ရေးထားတယ်ပြီးတော့ဒီဂျူးလူမျိုးတွေကသူတို့ကဖန်ပလင်းငါပလင်းနဲ့ဒီငွေရေးချေးရေးမှာအသုံးပြုဖို့အတွက်လုပ်ထားတယ်ပေါ့เนาะ အာဒီဖန်ပလင်းငါပလင်းကကြတော့ဘောနော်အာဒီပထမတပလင်းကစေပုတ္တပုထဲမှာနောက်တဖို့ကပရာဟိတာတွေနောက်ပလင်းတစ်ခုကယင်းနိမြုံနံဖို့အတွက်လေးခုမြောက်ပလင်းကစုဆောင်ဖို့အတွက်နောက်ဆုံးတစ်ခုကအုံဖြူဖို့အတွက်အဲ့လိုမျိုးပေါ့နော်သူတို့ကပစံရလာပြီဆိုရင်ဒီလိုမျိုးခွဲခြားလိုက်တယ်ဘောနော်ဒါကျလူမျိုးတွေရဲ့ဒီ ငွေကြေးစိမ့်မှန်တဲ့ပုံစံကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဂျူးလူမျိုးတွေကကိုယ်တိုင်အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုခုလုပ်ပြီးဝင်ငွေရှာတဲ့လေလို့သူတို့ကယုံကြည်ထားကြတယ်ပေါ့နော်ပြီးတော့ဖမှုတမန်ဆန်းဆာမှာလည်းငွေကြေးရင်းနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့အဒီမျိုးဆက်တွေကိုပေါ့နော်စင်ဆက်အဲ့လိုမျိုးငွေနဲ့ပတ်သက်ပြီးတော့မှတင်ကြားထားတယ်ဆိုတဲ့ဟာကိုလည်းတမိုင်းမှတ်တမ်းတွေလည်းအများကြီးရှိတဲ့အကြောင်းကိုဆရာကရေးသားဖော်ပြထားတယ်ပေါ့နော်ဒီစာအုပ်ကိုဖတ်ပြီးတော့မှသင်ခန်းစာအနေနဲ့ပြောမယ်ဆိုရင် ဖက်ရတာလွယ်တယ်ငွေကြေးမှာအဲကုတ်ကူကူပေါ့နော်ဒီလိုမျိုးစီမံမှုပိုင်းမှာအားနည်းတယ်ဆိုပြီးတော့မှပြောင်းပြင်းရပြင်းပြင်းရောင်းလာနိုင်တဲ့အထိပေါ့နော်ဇာတ်တည်တည်ချာချာရှင်းပြပေးနိုင်တယ်လို့ကျမထင်တယ်ပြီးတော့အာဘယ်လိုလုပ်ရင်ပေါ့နော်ပိုကောင်းမလဲဆိုတဲ့နည်းလမ်းကိုလည်းတွေးဖြစ်တယ်ပြီးတော့အာ အများကြီးပဲပေါ့နော်ဒီအဓိကတော့ဒီအဲတရုတ်ရဲ့အိန္ဒိယရဲ့ဂျူးလူမျိုးတွေကငွေကြေးပေါ်မှာဘလို့စီမံပြီးတော့မှခန့်ခွဲပြီးတော့သုံးစွဲနေတာလေအဲ့လိုမျိုးဟာတွေလွတ်လာခွင့်ရတယ်ဆိုတော့တော်တော်လေးကိုအဲစမအတွက်အဆင်ပြေတယ်လို့ပြောရမယ်ပေါ့နော်အဲ့ဒါနဲ့စဉ်းစားမိသွားတဲ့အခါမှာအခုရက်ပိုင်းပေါ့နော်ကျမပတ်စံကိုအဲ့လိုမျိုးလက်ထဲအများကြီးရှိနေတာတော့မဟုတ်ပါနဲ့အဲ့လိုဖြုံးနေတာလည်းမဟုတ်ဘူးသုံးတာထည့်လေပို့နေတယ်ပေါ့နော်ဂျားထဲမှာဖြစ်နေတယ် အကြောင်မလို့ကုကုကိုပေါ့နော်အဲ့လိုမျိုးပက်ဆံကိုချွေတာလို့ရတဲ့အနေအားမှာချွေတာကြည့်ချင်တယ်ပေါ့နော်အဲ့လိုမျိုးစူးစမ်းချင်တယ်ပေါ့နော်အကြောင်မလို့အဲ့လိုလောက်ဖို့စဉ်းစားတယ်အဲ့လိုမျိုးပက်ဆံကိုအဲ့လိုမျိုးမလို့အပက်နဲ့တုံးတာကိုရှော့ပြီးတော့အဲ့ဒီပက်ဆံကိုစုမယ်ပေါ့နော်အဲ့လိုမျိုးစဉ်းစားတယ်ပြီးတော့အရင်ဆုံးလဆာရရတယ်ပက်ဆံစုတာကောင်းတယ်ပေါ့နော်ပြီးတော့အကိုသူတို့ကအဲ့ဒီမှာဂျူးလူမျိုးတွေရဲ့ဒီဖန်ပလင်းငါးပလင်းကိုစဉ်းစားကြည့်တဲ့အခါမှာကျမကခရစ်ယာန်လူမျိုးဖြစ်တဲ့အတွက်မလို့ဒီဆပုတ်တပုတ်ထက်လာတော့ကျမက လာတိုင်းလုတ်တယ်ပေါ့နော်လာတိုင်းလုတ်တယ်ဒါကျတော့အဲ့ဒါဆိုရင် campaign campaign တပလင်းကအဆင်ပြေနေပါတော့နောက်တပလင်းအသုံးပြုဖို့အတွက်အာလဆိုင်ရတာနဲ့ဒလအတွက်ပေါ့နော်ဒီတပတ်တွဲဘလို့တောင်းရမှလဲဘာတွေဝယ်ရမှလဲစီမံခန့်ခွဲတဲ့အသုံးပြုဖို့အတွက်တော့ကျွန်မတော်တော်လေးစီမံခန့်ခွဲနိုင်တယ်လို့ကိုကိုမြင်နေဒါပေမဲ့နှွေစုဖို့အတွက်ကျတော့အဆင်အရင်မပြေဘူးနော်ပြီးတော့ကျွန်မတို့ကဘလို့ပြောရမှလဲလဆိုင်ရတယ်ဆိုပေမဲ့အခြေအနေလဲကွာသေးလို့ဒီလိုတွေဖြစ်တယ်လို့ကျွန်မစဉ်းစားမိတယ်ပေါ့နော်တစ်ဖက်မှာဘာလို့လဲဆိုရင်ကျွန်မတို့က လာစားရပြီးတော့မှကိုယ့်အတွက်ပဲ100%တုံးနေရတဲ့လူတွေမဟုတ်ဘူးလေနော်အဲအင်တာအမိသားစုတွေရှိတယ်ပြန်ထောက်ပံ့ရမယ်မိဘတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အခြေအနေရကြောက်ကွာငွေမစုမိနိုင်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုဆိုအခြေအနေအမျိုးမျိုးကွာနိုင်တယ်ဆိုပြီးတော့လည်းစဉ်းစားမိတယ်ဗျနော်။နောက်ပဲအဲကျွန်မဒီဖန်ပလင်းငါပလင်းမှာပရာဟိတအတွက်ပေါ့နော်။နည်းနည်းအဲ့လိုလှုပ်ချင်တဲ့စိတ်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်မကအဲ့ဒါကိုတစ်လောက်9000လောက်စီးပေါ့နော်။အာစုပြီးတော့မှ အဲ့လိုဆောင်သွားမယ်ဆိုပြီးတော့မှအဲအဲ့လိုရီမန်းချက်ထပ်ထားပါတယ်ဒါကကျမနဲ့တွေ့သက်ဆောင်မဲ့အပိုင်းပဲဖြစ်ပါတယ်ဆိုတော့ဒီစာအုပ်ကိုပေါ့နော်အဖတ်ကြည့်ချင်တယ်ဆိုရင်ပေါ့နော်ဝင်ရှာပြီးတော့မှဖတ်ပြီးတော့ဖတ်လို့လည်းရပါတယ်ဒီစာအုပ်လေးက hope hope you got reach ကျန်တာစီပို့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဆိုတော့အဲကျမရဲ့ဗီဒီယိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းဒီစာအုပ်ဖတ်ဖူးတာတွေသဘောကျတာတွေရှိတယ်ဆိုရင် share လုပ်ပေးစေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်